Morning Beast Life ရဲ့ဂျပန်ရေးကဏ္ဍလေးကတော့စတင်ပါပြီဒီမှာဆိုလို့ရှိရင်တော့ထပ်တူရီခွန်ရှိရှိခွန် Healthcare Center မှာဒေါက်တာမြတ်မွန်ဦးနဲ့အတူတူယာတီတုတ်ကွေးနဲ့အေးမီယောဂအကြောင်းကိုတရက် interview စကားဝိုင်းတင်ဆက်တော့မှာဖြစ်ပါရဲ့ရှင်ဒေါက်တာအေးမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါရှင့်ဟုတ်ကဲ့ပါဒေါက်တာဆိုတော့အခုတလောလဲဒါဖြာနာလေးတွေကလည်းဒါတွေ့ရတယ်ပေါ့နော်ပုံဝင်ကြမှာဆိုရင်လဲဆိုတော့ရာသီဥတုအကူပြောင်းလဲဖြစ်လာပြီဆိုတော့ဘာကြောင့်အေးမီတုတ်ကွေယောဂါရဖြစ်တာလဲဆိုတာလေးကိုလဲဒေါက်တာကစပြီးတော့ပြပြပေးပါအောင်ရှင့် ဟုတ်ကဲ့ပါရှင်အဓိကကတော့အကြောင်းရင်း၃ခုရှိရပါတော့နော်နံပါတ်၁က peak season ပေါ့နော်အဲဒီကာလမှာဆိုရင်ဆရာမတို့ရာသီဥတုအေးရဲ့အတွက်ပေါ့နော်အေးမီယောဂါပိုးတွေ virus ပိုးတွေအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါပိုးတွေကပိုးပြီးတော့အဲပြန့်ပွားလွယ်တယ်ပေါ့နော် peak ဖြစ်တဲ့ကာလဖြစ်တယ်အဲ့ဒါနံပါတ်၁အချက်ဖြစ်တယ်နောက်တစ်ချက်ကကြောက်ရာသီဥတုအေးရဲ့အတွက်ကြောင့်လူတွေကအိမ်ထဲမှာပဲနေကြတာများတယ်ပတင်းမောက်တွေပိတ်ထားမယ်တံခါးတွေပိတ်ထားပြီးအလုံးပိတ်နေကြတဲ့အခါကျတော့ ventilation လေဝင်လေထွက်မကောင်းဘူးနော်အဲ့လိုအခြေအနေမျိုးမှာဆိုရင်ဒီလိုမျိုးအေး းမိတာတက်ကွေးယောဂပိုးတွေပို့ပြီးတော့ကုဆက်ပြတ်နှက်လွယ်တာပေါ့နော်။နောက်တစ်ခုကကြတော့ရာသီဥတုအေးတာကိုယ်တိုင်ကလည်းပေါ့နော်။ကိုယ့်ရဲ့ကိုယ်ခန္ဓာအောက်ကြဆင်းစေတယ်ဆရာမတို့နှာခေါင်းထဲမှာရှိရပေါ့နော်။ဒီယောဂပိုးတွေကိုတားဆီးပေးနိုင်တဲ့ barrier တွေကိုပေါ့နော်။သူကရှော့ချလိုက်တယ်လို့တားဆီးလိုက်တယ်လို့ဖြစ်သွားတယ်ဒီရာသီဥတုကအဲ့ဒါကြောင့်ပေါ့နော်။လူမျိုးအဲကုဆက်ယောဂတွေဒီအေးမိတဲ့ယောဂပိုးတက်ကွေးယောဂပိုးတွေပို့ပြီးတော့အဖြစ်များကြတာပေါ့နော်။ဟုတ်ဟုတ်ကဲ့ပါရှင်။ဆိုတော့ဒါအခုဒီလိုမျိုးတွေဖြစ်လာပြီဆိုလို့ရှိရင်ဒါရာသီတက်ကွေးတွေဖြစ်လာမယ်ဆရာမရေဒါပြီးတော့ ော့အဲ့ဒီကြာလို့ရှင်လူကြီးတွေမှာလည်းယာတိတုပ်ကွေးလက္ခဏာတွေဘလို့ဖြစ်လာနိုင်နေခလေးလေးတွေမှာဆိုလို့ရှင်လည်းယာတိတုပ်ကွေးလက္ခဏာလေးဖြစ်လာနိုင်နေပေါ့နော်အဲ့မှာလူကြီးနဲ့ခလေးရဲ့ယာတိတုပ်ကွေးလက္ခဏာကွာခြားချက်လေးတွေကိုလည်းဆရာမရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ဟုတ်လူကြီးနဲ့ခလေးမှာတော့များသောအားဖြင့်တူတဲ့လက္ခဏာလေးတော်တော်များရတယ်ပေါ့နော်ဖြားနာကြတယ်ဒီလိုမျိုးချမ်းတုံညတယ်ပြီးတော့ကိုယ်လေးလက်တွေကိုက်တယ်ခေါင်းတွေကိုက်တယ်လက်ချောင်းနာတယ်နှာရည်ယူတယ်ပေါ့နော်ချောင်းမိဆိုးတယ်ဒါလေးတွေကတော့အဖြစ်များကြတယ်ပေါ့နော်နောက်ပင်ပန်းနွမ်းနေကြတယ်အဲ့လိုမျိုး ုးလေးတွေအဖြစ်များတယ်ဒါပေမဲ့အများသောအားဖြင့်ကလေးတွေမှာပုံပြီးတွေ့ရတာကဒီတုတ်ကွေးလက္ခဏာနဲ့တူပေါ့နော်ဝန်ပြုတ်ဝန်လျှောဖြစ်တာတွေအန္တရာယ်တွေပေါ့ဒါတွေကကလေးလူကြီးမှလည်းဖြစ်တတ်တယ်ဒါပေမဲ့ကလေးတွေမှာတော့ပုံပြီးတော့တွေ့ရများတယ်လို့ပြောရပေါ့နော်အော်ဟုတ်ကဲ့ပါရှင့် ဟုတ်ကဲ့ပါဆိုတော့အဲရာတီတုတ်ခွေးစားဖြစ်ပြီဆိုလို့ရှိရင်အဲတခြားသူတွေကိုလည်းပေါ့နော်အဲဖျားပြီဆိုရင်ကူးစက်နိုင်မလားဆိုပြီးစိုးရိမ်စိတ်လေးရှိကြရပါတော့နော်အဲဘယ်အချိန်လေးတွေမှာကူးစက်မှုလေးတွေကအများဆုံးဖြစ်လာနိုင်မလဲဆရာမဟုတ်ဟုတ်ကဲ့ရှင်သူကကူးစက်နိုင်တဲ့ကာလကတော့တူလေပေါ့နော် within 1 week တပတ်အတွင်းမှာယောဂလက္ခဏာကူးစက်နိုင်နေပေါ့နော်အဲပြင်းပြအားဖြင့်ဆိုရင်2ရက်ကနေ4ရက်ကြာမှဆိုကူးစက်နိုင်မှုအမြင့်မားဆုံးဖြစ်တယ်လို့ပြောကြပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဆိုတော့ပေါ့နော်ဒီခုနကတော့ပြောသွားတဲ့အထင်မှာဆိုလို့ရှိရင်ဒါမျိုးတွေဖြားလာပြီ ၏ဆိုလို့ရှိရင်အဖျားကြာရှည်တတ်တဲ့သူဒါမှမဟုတ်ရှင်ခဏခဏပြန်ဖျားတတ်တဲ့သူတွေအတွက်ပေါ့နော်ဘလို့မျိုးဆောင်ရွက်ဆောင်ရွက်အချက်ကလေးကိုလှုပ်ဆောင်တင်ပါလေဆိုတော့အခုရာသီဥတုကလည်းဒီရက်ပိုင်းမှာဆိုလို့ရှိရင်အေးလာတဲ့အချိန်ရှိတယ်တချို့ဆိုလို့ရှိရင်လည်းဆက်ပါရဲ့ရာသီဥတုမအေးပေမဲ့အေးတဲ့နေရာမှာပေါ့နော်အေးတဲ့လုံခြုံခွင့်မှာအမြဲတမ်းအလုပ်လုပ်နေရတဲ့သူတွေရှိရပေါ့နော်ဆိုတော့အဲ့ဒီလိုမျိုးနေရာမှာလုပ်နေရတဲ့သူတွေအတွက်ဆိုလို့ရှိရင်အဖျားကိုကြာရှည်တတ်တာမျိုးတွေရှိလာတယ်ပြီးတော့ဟိုတတ်တာသွားပြီးမဲ့နေမကောင်းဖြစ်ပြီးတော့တတ်တာသွားပြီးမဲ့ခဏခဏပြန်ဖျားတတ်တဲ့သူတွေလည်းရှိလာတာပေါ့နော်ဆို တော့အဲ့မှာအဲ့လိုလူမျိုးတွေကဘယ်လိုမျိုးဆောင်ရွက်ရှောင်ရွက်အချက်ကလေးတွေကိုလုပ်အောင်လဲဆိုတာကိုဆက်ပြီးတော့ရှင်းပြပေးပါအောင်ဟုတ်ကဲ့ရှင် အဓိကကတော့ဆင်မတို့ဘွားပေါ့နော်ကိုခံအားကောင်းအောင်ဆိုရင်အဟာရလည်းပြည့်ပြည့်ဝဝစားတော့ဖို့လိုတာပေါ့နော်အစာအုပ်စုကြီး၅ခုခေါ်တဲ့အသားငါးတွေအသီးနှံဟင်းသီးဟင်းရွက်တွေနှုတ်နဲ့နှုတ်ထွက်ပစ္စည်းဥမျိုးမျိုးစီစံဒီစားတဲ့အုပ်စုတွေစုံစုံလင်လင်ပြည့်ပြည့်ဝဝစားသုံးပေးဖို့လိုတယ်နောက်အရေးဝဝအိပ်ဖို့လိုတယ်ရေဓာတ်ပြည့်ဝဖို့လိုတယ်ပေါ့နော်ဒါကတော့အခြေခံချက်တွေဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ကိုကမကြာခဏဖြားနာတတ်တယ်ဆိုကောင်းတာတော့ဒီရာသီတုပ်ကွေးနဲ့ဆိုင်တဲ့ကာကွယ်ဆေးဥပေါ့နော်တစ်နှစ်တစ်ခါထိုးရဖို့ကောင်းတယ်နောက်တစ်ခုကကြာတော့ဆင်မတို့ ့ဒီကပေါ့ lifestyle မျိုးဘယ်လိုမျိုးနေထိုင်ရမလဲဆိုခဏခဏကိုက အဲ့လိုမျိုးနာစီချောင်းစုအေးမိတက်တယ်ဆိုရင် hand hygiene ပေါ့လက်သန့်ရှင်းရေးပါခရီးဆိုင်ဖို့လိုတယ်ပေါ့နော်တစ်ချိန်လုံးဒီဟောပေါ့ကိုမတက်ရှင်းတဲ့အရာတွေကိုင်တွယ်ပြီးပြီဆိုရင်ဆက်ပြာနဲ့ရည်နဲ့အဲလက်ဆေးမယ်ပေါ့နော်လက်ဆေးရဲ့နေရာမှာလဲဟောခဏလေးပဲဆေးလိုက်တာမဟုတ်ဘဲအနည်းဆုံးတော့စက္ကန့်20ကြောင်ဆေးမယ်ပေါ့နော်အဲအားလေးခရီးဆိုင်ဖို့လိုတယ်ဆက်မတကယ်လို့အပြင်ရောက်နေတယ်ပေါ့နော်အလုံးငန်းငွေနေပါတယ်မှာအပြင်တစ်ခုမှရောက်တယ်ဆိုရင်တော့အဲကိုဟောလက်သန့်ဆေးရည်ပေါ့နော်အနည်းဆုံးတော့60% 60%ခိုင်နှုန်းနဲ့အထက်ပါဝင်တဲ့လက်သန့်ဆေးရည်လေးတုံပြီးတော့လက်သန့်ရှင်းရည်လေးတိကျ ကယူဆိုင်ပြီးမယ်နောက်တစ်ခုကကျကိုကနှာချီလိုက်မယ်ချောင်းဆူးလိုက်မယ်ဆိုရင်သူများအောင်မကူးဆက်အောင်ပေါ့နော်တေချာလေးတ िश ူးလေးပဝါလေးနဲ့နှာခေါင်းပတ်ဆက်ကိုလုံအောင်အုပ်ပြီးမယ်ပေါ့နော်မရှိအောင် mask နဲ့လည်းအဲ့လိုမျိုး အုပ်ထားလို့ရရပေါ့နော်ကိုကနေမကောင်းဖြစ်နေရဲ့ဆိုရင်ပေါ့နော်ပြီးတော့စနစ်စကြလေးစွန့်ပစ်ဖို့လည်းလိုတာပေါ့နော်ဒီလိုမရှိခဲ့ဘူးအရေးပေါ်နှာချီချောင်းဆုမဲ့ဆိုရင်လည်းတဒောင်စစ်လေးကိုကိုးလိုက်ပြီးတော့နှာခေါင်းနဲ့ဖက်ဆက်ကိုလုံအောင်အုပ်ပြီးတော့ပေါ့နော်နှာချီချောင်းဆုတဲ့အလေးချင်းလေးတွေလုပ်တင်နေပေါ့နော်ဟုတ်ကဲ့ဟုတ်အဲ့မှာတို့တော့တွေ့ရတာဆရာမရဲ့ mask တွေမှာဆိုလို့ရှိရင်လည်းတို့တို့ရိုးရိုး mask လေးရှိရပေါ့နော်ပြီးတော့ဒါ medical mask လေးရှိရပေါ့နော် medical mask ကဒါလည်းထပ်တို့တွေခုနကတော့အေးမိရာနဲ့ယာတိတကွေးယောဂါကိုကာကွယ်အပြည့်ဝကာကွယ်လိမ့်မယ် ယ်လို့ထပ်တော့တော့ယူဆမိတယ်ပေါ့နော် you must တွေကကြတော့ထဲ့ရဲ့အမြင်မှာပုံလေးတွေလောက်ပဲပေါ့နော်အမုံမွားလေးတွေလောက်ပဲကောက်ွယ်သလားပေါ့ကောက်ွယ်သလားလို့ပေါ့လေပြီးတော့ထထရီကုနာတော်ကဆရာမပြောသွားလိုမျိုးပဲ must တွေကိုစနစ်တကျစွန့်ပစ်ဖို့လဲလို့သလို must တွေကိုလဲလဲလို့ဖို့တော့လိုမဲ့တဲ့နော်ဆရာမဥမာ တနေ့လုံးကိုတောက်လျှောက်သုံးနေတာမဟုတ်ဖဲနဲ့လေအဲ့လိုမျိုးအပြင်သွားတိုင်းတစ်ခါဒီ mass အစ်တတခုလဲဖို့လိုအပ်လာဒါမျိုးလေးကြီးလဲဆင်မဘုဒ္ဓတာလေးကြီးနဲ့ပြပြပေးခဲ့ပါအောင်ရှင့်ဟုတ်ဟုတ်ကဲ့ရှင့် mass ကတော့သူကတစ်ခါသုံး mass ဆိုတဲ့အတိုင်းပေါ့နော်ဆင်မတို့သုံးပြီးပြီဆိုရင်တော့အဲပြန်ပြီးတော့ပေါ့ပေါ့နော်ထပ်ပြီးတော့မသုံးတော့တာကောင်းတယ်ပေါ့တချို့ဒီ mass လေးတွေကနည်းနည်းဟောပေါ့တံမိုးကြီးတဲ့ mass လေးကြီးရှိတဲ့ခါကျမစွန့်ပြပဲနဲ့အပြင်သွားတော့လဲဒီတိုင်းပဲအိမ်မှာချိန်ထားတယ်ပြီးတော့ပြန်သုံးတာလေးတွေ့ရတော့ဒါမားတယ်ပေါ့နော်အဲဒီတစ်ခါသုံး mass ဆိုရင် ်30မောက်တစ်ခါသုံးပြီးတာ ਨੇ အဲစွန့်ပြေးရမယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အနည်းဆုံးတော့ကောင်းတာကတော့ကိုဟာပေါ့နော်နှာစီးချောင်းဆိုးဖြစ်နေတဲ့လူနာဆိုရင်တော့ဟို3 4နိုင်တစ်ခါတော့လဲတင်နေပေါ့နော်ခေါ်ဆူဆူနေတာဆိုလीဟုတ်ပါနော်ကြားနေရဆိုတော့ပို့ပြီးတော့မတ်စ်လဲပေါ့ကကယူဆိုင်ရမှာဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါရှင်โอเคပါဒါဆိုရင်ပါလေနော်ဒါနောက်တစ်ပိုင်းမှာဆိုလို့ရှင်လက်ချက်ရှိနေသေးတဲ့မိကုန်းလေးရရှိမယ်ပြီးတော့ပေါ့နော်ကလေးလေးတွေအတွက်ရာသီတုပ်ကွေးနဲ့ပတ်သက်တဲ့ကျန်းမာရေးဆိုင်ရာမိကုန်းလေးတွေနဲ့အတူတူနောက်တစ်ပိုင်းမှာရှင်းဆက်ပါမယ်ပြန်လာခဲ့ပါမယ်အခုတော့ချင်းလင်းတပုတ်နဲ့ရှင်းဆက်ချင်ပါတယ်ရှင်ဟုတ်ကဲ့ပါစတန်နဲ့ဘန်နီဖြော ွက်အင်္ဂလိပ်ဆက် channel ရှိစမယ်နော်။ဟုတ်ကဲ့ပါ။ဂရုစင်နာရနေ7နှစ်အချိန်တွင်းမှာဆိုလို့ရှင်တော့ဂျမိုင်ကနာတင်ဆက်ပေးနေရဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ခွန်ရှိရှိကွန် Healthcare Center မှဒေါက်တာမြတ်မုံနဲ့တူတူရာသီတက်ကွေးနဲ့အေမီယောဂအကြောင်းတိုက်ရိုက် interview ကောင်းဝိုင်းလေးတင်ဆက်ပေးနေရဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါဒေါက်တာရအခုတစ်ပိုင်းမှာဆိုလို့ရှင်တော့ဗောနော်ထထဘလိုမျိုးခလေးလေးတွေမှာဗောနော်ရာသီတက်ကွေးဖြစ်နိုင်ခြေအများဆုံးလဲဆိုတာကိုဆက်ပြီးတော့သိပြရစီရှင်ပြောပြပြပါအောင်။ ုတ်ကဲ့ပါရှင်အဲများသောအားဖြင့်ခလေးငယ်လေးပေါ့နော်အသက်9နှစ်အောက်ခလေးလေးမှာဆိုရင်ပေါ့နော်ဒီရာသီတုပ်ကွေးဖြစ်နိုင်ခြင်းပိုများတယ်အထူးသဖြင့်အသက်2နှစ်အောက်ခလေးလေးဒီမှာဖြစ်နိုင်ခြင်းများတယ်နောက်တစ်ခုကကြောင့်နတ်တာရှိယောဂဝေဒနာခံစားရတဲ့ခလေးငယ်လေးတွေပြီးတဲ့အခါကျတော့ကုခံအားကျဆင်းနေတဲ့ခလေးလေးမှာဆိုရင်ရာသီတုပ်ကွေးဖြစ်နိုင်ခြင်းပိုများပါရှင်ဟုတ်ကဲ့ပါဆိုတော့ခလေးလေးတွေမှာအများဆုံးတွေ့ရတဲ့တုပ်ကွေးလက္ခဏာလေးတွေလည်းသိချင်တယ်ဆရာမဟုတ်ဟုတ်ကဲ့ရှင်ခလေးတွေမှာအများဆုံးတွေ့တဲ့ ရာသီတုပ်ကွေးလက္ခဏာတွေအရဆိုလေဒီလူကြီးရင်းနဲ့တော့တိတ်မကွာချဘူးเนาะချားဓာတ်တွေရှိမယ်ခေါင်းကိုက်တာလေးတွေကိုယ်လက်ကိုက်ခဲရတွေရှိမယ်ပြီးတော့နာစီချောင်းဆိုးဓာတ်တွေရှိမယ်ပေါ့เนาะပြီးရခါကျမောပန်းတော့နေရလေးရှိမယ်ကွာချားဓာတ်တခုကတော့ဒီအန်နာတို့ဝန်းပြဲဝန်းလျှောဖြစ်တာလို့ပေါ့เนาะခုနရှိမှပြောသွားသလိုပဲကလေးတွေမှာတော့ဓာတ်လေးတွေပို့ပြီးတော့အတွေ့များရတယ်ပေါ့เนาะဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါရှင်ဆိုတော့ပေါ့เนาะကလေးလေးတွေရဲ့အဖျားလက္ခဏာသက်သာဖို့အတွက်ကိုဘာတွေကိုလွတ်ဆောင်ရမလဲပြီးတော့အဖျားအရင်ကြီးတက်တဲ့ကလေးလေးတွေအတွက်ပေါ့เนาะဘယ်လိုမျိုးအချက်တွေကိုလူကြီးမိသားစုတွေ ရသတိထားပြီးတော့ဂယူဆက်ရမလဲဆိုတာကိုလည်းပြောပြပေးပါအောင်ရှင် ဟုတ်ကဲ့ပါရှင့်ကျမတို့အဖျားတဲ့ခါကြရင်ပေါ့အဓိကရေဓာတ်ဆုံးရှုံးနိုင်တဲ့အတွက်ကြောင့်ပေါ့နော်ကျမတို့ဒီရေဓာတ်ကိုပြန်လေပြီးတော့ဖြည့်တင်းပေးဖို့လိုတယ်ပေါ့ဒီလိုအချိန်မှာရေကိုပို့ပြီးများများတောက်ပေးရမယ်နောက်ပြီးတဲ့ခါကျရင်ဓာတ်စာဓာတ်လည်းဆုံးရှုံးနိုင်တဲ့အတွက်ကြောင့်ပေါ့နော်ဓာတ်စာခလေးဓာတ်စာလေးပေါ့နော်လူတိုက်ကျွေးပေးတာပိုကောင်းနေပြီးတော့အဟာရကိုလည်းပေါ့နော်ဒီပြပြဝဝလေးပေါ့နော်အစားတောက်ရှောင်တာမဟုတ်ဘဲနဲ့ပေါ့နော်ကျမကြီးနဲ့ညီညွတ်တဲ့အစားတောက်တွေဆိုစားလို့ရတယ်ဆရာဝန်ညွှန်ကြားချက်ပေါ့နော်တကယ်လို့ဖတ်စားဖို့ အဲမတင်တော်ဘူးလို့ဆရာကအကြံပြုပြီးတော့မစားဘူးအဲ့လိုမျိုးတားမြစ်ချက်မရှိဘူးဆိုတော့အစားတောက်ကိုကျမကြီးနဲ့ညီညွတ်တဲ့အစားတောက်လေးဆိုရင်ဒီဆွပြုတ်လေးဒီဒီအပြုတ်ကျော်လေးဒီဆိုရင်တော့ကျွေးလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့သူကလေးကအဖျားသက်သာအောင်ဆိုရင်ဆရာမတို့အဖျားကျစေးတွေတိုက်လို့ရတယ်ပေါ့ပါရာစီတမောလို့ဆေးမျိုးတွေတိုက်လို့ရတယ်ကလေးလေးကြောင့်ဆရာမတို့ body weight နဲ့ဆေးတွေတော့ပြီးရတာဖြစ်တယ်ပေါ့နော်အဲဟိုကကျွမ်းကျင်နဲ့ကျမကြီးဝန်တန်းရဲ့အကူအညီပေါ့နော်ဆေးဘလို့တောက်အောင်လည်းမသိဘူးဆိုရင်ကျမကြီးဝန်တန်းတရားအောင်နဲ့တိုင်ပင်ပြီးတော့ပေါ့နော်ဒီအဖျားကျစေးတွေတိုက်လို့ ရတယ်အကြိုက်ခဲပြောက်စီတိုက်လို့ရတယ်ပေါ့ပြီးတော့ဖြားရဲဆိုရင်ဆရာမတို့နည်းနည်းကူပူက ဟိုပုံမှန်ထက်ပေါ့နော်ငွေငွေလေးထက်ကြီးလာပြီဆိုရင်တော့ကောင်းလားကောင်းတာတော့ကျမတို့ကအပူချိန်များရင်အုံနောက်ကိုထိခိုက်တယ်တက်တာဖြစ်နိုင်တဲ့အတွက်ကြောင့်ပေါ့နော်ရေဘတ်တိုက်လိုက်တာကောင်းတယ်ပေါ့ရေဘတ်တိုက်တယ်ဟောပေါ့ခန္ဓာကိုယ်ခေါင်းဆုံးခြေဆုံးတကူလုံးတိုက်မယ်ပေါ့နော်နှဖူးကနေပြီးတော့ခြေထောက်အဆုံးထိပေါ့နော်နောက်ပြီးတော့အပူကြီးတဲ့နေရာတွေနှဖူးဒီဒီလေပင်ဒီပေါင်ချံဒီချိုင်းဒီပေါ့ဒီနေရာတွေပို့ပြီးတော့ရေဘတ်တိုက်မယ်ရေဘတ်တိုက်တဲ့နေရာမှာဆင်မတို့တတိပြုရမှာရေအေးတွေရေခဲရေသုံးလို့မရအောင်ဒါကိုယ်ပူချိန်ပို့ပြီးတော့ဆိုးစီတွေဖြားတာပို့ဆိုးစီအတွက်ကြောင့်ရိုးရိုးရေနဲ့တိုက် င်လုံလောက်ပြီပေါ့နော်ဟုတ်ဟုတ်ကဲ့ပါရှင်တားအေးတဲ့ရေတော့မဖြစ်ဘူးလေလို့တာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ရေကပုံမှန်အနေထားလေးရှိရဟာဆိုလို့ရှင်ရေပတ်လိုက်တာပိုကောင်းတာပေါ့နော်ဟုတ်ကဲ့ပါ ဟုတ်ကဲ့ဆရာမနောက်တစ်ခုကဟုတ်ကဲ့တတိထားမှာကြာခလေးညင်ငယ်လေးကြာတော့လीအသက်၃နှစ်အောင်ခလေးဆိုရင်တော့ဆရာမတို့ဘာပေါ့ဖြားရဲဆိုရင်တော့ကောင်းတာကတော့ခလေးအထုကုဆရာဝန်နဲ့ပြလိုက်တာတော့ကောင်းတယ်ဒီအသက်ရွယ်လေးကြာနဲ့အပြောင်းလဲလဲများတတ်တော့လीဟုတ်ကဲ့အဲ့လိုမျိုးခလေးအထုကုဆရာဝန်နဲ့ပဲထားရိုက်ပြဖို့တော့အကြံပြုလို့လေပေါ့နော်ပြီးတော့အဲဒီထက်ပိုပြီးတော့အသက်ကြီးရဲ့ခလေးမှာဆိုရင်အဖျားမကြောက်ဘူးပေါ့နော်အဲနှစ်ရက် ထက်ပိုပြီးကြာရှည်နေတယ်ဒါမှမဟုတ်ရင်အဖျားကြီးလာတယ်ပေါ့ကွာအဖျားကြာစေးတိုက်ပြီးမယ်လေအဖျားကြာမသွားဘူးပေါ့နော်ဒါဆိုရင်တော့ကောင်းတာတော့ကလေးထုခုဆီအောင်ဒါမှမဟုတ်နှိဆက်တဲ့ဆေးရုံဆေးခံသွားဖို့အကြံပြုလို့တယ်နောက်တစ်ခုသတိပြုရမှာကြာတော့ကလေးကအစမပြတ်အန်နေတာမျိုးတွေဒါမှမဟုတ်ကိုယ်လက်တီအေးဆက်တာအစားတော့မဝင်ဘူးမိမ့်နေတယ်ပေါ့နော်နောက်ရေဓာတ်ခန့်ချောက်တဲ့လက္ခဏာတွေဒီတွေကတစ်ခုခုရှိဒါ danger sign ပေါ့အန္တရာယ်ရှိလက္ခဏာတွေဆိုလိုတာပေါ့နော်ဒါမျိုးတွေရှိရဆိုတော့အရေးကြီးတယ်နှိဆက်တဲ့ဆေးရုံဆေးခံဒါမှမဟုတ်ကလေးထုခုဆီအောင်လေပြသဖို့လိုအပ်ပါရှင့် ဟုတ်ကဲ့ပါဆိုဆရာဒေါက်တာပေါ့နော်မေးစင်တာတွေကလောပါတယ်ပေါ့နော်ဆိုအခုလောတာကလေးလေးတွေကလည်းအခုဆိုဖြားတဲ့ကိစ္စလေးပြောနေရဆိုအန်နဲ့ဟာလေးပါနောက်ဆက်တွဲပါတဲ့ကိစ္စရက်ကပေါ့နော်အဲ့ဒါဘာကြောင့်ဖြစ်ရတာလဲဒေါက်တာအဲ့ဒါလေးလည်းသိချင်တယ်ဟုတ်ဟုတ်ကဲ့ရှင်အန်နာကခုနပြောသွားသလိုပဲပေါ့နော်ဒီတုတ်ကွေးတွေ ကြောင်းလည်းဖြစ်နိုင်တယ်ပေါ့နော်တို့ကွေးမှာဆိုလဲဒီအန်နာလေးတွေဝန်ရှော့ရလေးတွေ့ရတတ်တယ်နောက်တစ်ခုကကြတော့ကျွန်မအစာအိမ်နဲ့ဥလန်းချောင်းပိုးဝင်တာပေါ့နော်အဲမှာဆိုရင် virus ပိုးဖြစ်များတော့ဖြစ်ဖြစ်တာများတယ်ပေါ့နော် bacteria ပိုးတွေဒီ parasite တွေကိုလည်းဖြစ်နိုင်ကြီးရောရှိတယ်ပေါ့အဲ့ဒါကြီးကြောင့်ဒီဟိုပေါ့နော်အန်နာလေးဝန်ပြုတ်ဝန်ရှော့တာကြီးတွေ့နိုင်တယ်ပေါ့နော်အဲကျွန်မတို့ဒါကတော့အရေးကြီးတယ်ပေါ့နော်ဘာလို့လဲဆိုရင်ရေနဲ့ဓာတ်ဆာဆုံရှုံနိုင်တယ်အချိန်မီပြန်မဖြစ်ဘူးဆိုရင်အသက် anti-anti ဆိုရင်ရအတွက်ကြောင့်ပေါ့နော်ဟိုကကလေးအနေနဲ့ကဒီလိုမျိုးပေါ့နော်ဓာတ်ဆာရေတွေပါမတောက်နိုင် င်ပါဇက်ကနေတောက်ဖို့အဆင်မပြေဘူးဆိုရင်တော့ကောင်းတာတော့ဆေးရုံဆေးကံအောင်အမြန်ဆုံးတော့ပြဖို့အကြံပြုလို့ရပါတော့ ဟုတ်ကဲ့ပါရှင်။ဆိုတော့ထထုတ်ဒီမှာဆိုလို့ရှင်လဲ WHO ကထုတ်ထားတဲ့ရာသီတိုကွဲကာကွယ်စည်းရီးဖြစ်တဲ့ NH လည်းရှိရယ် SH လည်းရှိရယ်ပေါ့နော်။ဆရာမရဲ့အခုဒူးနာရောဆရာမပထမတစ်ပိုင်းမှာပြောသွားသလိုမျိုးပဲထထုတ်တွေရာသီတိုကွေးအတွက်ကိုပေါ့နော်။ကာကွယ်စည်းထိုးလို့ရတယ်ပေါ့နော်။ဆိုတော့အဲ့ဒီကာကွယ်စည်းထိုးတော့မယ်ဆိုလို့ရှင်ထထုတ်သိသားတဲ့အချက်ကလေးတွေပြီးတော့ဘလို့လူမျိုးတွေကပေါ့နော်။ဦးစားပေးအနေနဲ့ကာကွယ်စည်းထိုးထားတဲ့လဲပေါ့နော်။ပြီးတော့ထထုတ်တွေကာကွယ်စည်းဒါထိုးပြီးသွားလို့ရှင်လဲတပတ်ကြာလို့ရှင်တော့အနည်းတင်ပြရဲဆိုပြီးတော့သိရတယ်ပေါ့နော်။ကာကွယ်စည်းထိုးပြီးသွားရင်ရောဘလို့ ို့လက္ခဏာလေးတွေဖြစ်တယ်လေပေါ့နော်အဲ့ဒါလေးကိုစမ်းမနေပြီးတော့ပြည့်စုံလေးရှင်းပြပေးပါအောင်ရှင်ရာသီတကွေးကောက်ဝဲစီထိုးတော့မယ်ဆိုရင်တော့တည်ထားတဲ့အချက်ကလေးပေါ့နော်ဟုတ်ကဲ့ဟုတ်အခုပေါ့နော်အဲစမ်းမတို့ထိုးလို့ရတဲ့ကောက်ဝဲစီတွေကတော့အသက် 6လကနေစပြီးထိုးလို့ရတယ်ပေါ့နော်6လအောက်တည်းကတော့ထိုးလို့တော့ဒိမတိသေးဘူးပေါ့နော်ဒီဒီ6လနဲ့အထက်ဆိုရင်တော့ဒီကာကွယ်ဆေးတွေထိုးထားလို့ရပြီဘလို့အသက်ရွယ်ကြီးပို့ပြီးတော့ဦးစားပေးထိုးတင်လဲဆိုတော့အသက်ငယ်တဲ့ကလေးတွေပေါ့အထူးသဖြင့်အသက်2နှစ်အောက်ကလေးတွေပေါ့6လနဲ့2နှစ်ကြာအရွယ်ကြီးပြီးတော့အသက်ကြီးတဲ့အရွယ်အသက်65နဲ့အထက်ပေါ့နော်အသက်ကြီးပိုင်းကြီးဒီလူတွေဦးစားပေးထိုးတင်တယ်နောက်တစ်ခုကကိုခံအားကျတဲ့သူတွေပေါ့နော်နတ်တာရှိယောဂခံစားနေရတဲ့သူတွေရှိမယ်ပေါ့နော်ဒီလိုလူမျိုးတွေပြီးတော့ကိုဝန်ဆောင်မိခင်တွေလည်းထိုးထားတင်တယ်ပေါ့နော် ဘယ်လိုလိုမျိုးထိုးသင့်လဲဆိုတော့ဒီအုပ်စုတွေကတော့အဓိကဦးစားပေးထိုးသင့်တဲ့လူ။နောက်ခဏခဏဖျားတတ်တယ်ဆိုလည်းကောင်းတာတော့တစ်နှစ်တစ်ခါပေါ့နော်။ရာသီတကွေးကာကွယ်ဆေးထိုးဖို့အကြံပြုထားလူပဲပေါ့နော်။ Okay ။ကျွန်မတို့ဒီကာကွယ်ဆေးမှာကြတော့ဗာလေးရတတိထားသင့်လဲဆိုတော့ညဲတဲ့ခလေးတော့လောလောဆယ်ထိုးလို့မရဘူးပေါ့။နောက်တစ်ခုကတော့အဲဓာတ်မတည့်တဲ့လက္ခဏာလေးရှိတတ်တဲ့သူဆိုရင်တော့ကောင်းတာဒီအရေးဒီဆေးကိုအရင်တော့ထိုးခဲ့တယ်ပေါ့နော်။ကြားရံတာလေးတွေအဖူပိတ်ထားတာလေးဖြစ်ခဲ့တယ်ပေါ့နော်။ဒါဆိုရင်တော့ကျမရဲ့ဝန်ထဲနဲ့တိုင်ပင်ပြီးတော့ကိုကထိုးသင့်မထိုးသင့်ပေါ့နော်။ เนาะတိုင်းမပြီးမှပဲထူးတင်ပါတယ်ဗောเนาะအဲဈေးထိုးပြီးတော့များသောအားဖြင့်တွေ့ရတဲ့လက္ခဏာလေးရတော့ဗောเนาะဒီ48နာရီအတွင်းမှာဆရာမတို့ဒီဖြားတာနာတာလေးဒီကိုယ်လက်ကြိုက်ခဲတာလေးဗောเนาะဈေးထိုးတဲ့နေရာရောင်ရမ်းတာလေးရှိရဲဒါလေးတွေကတော့များသောအားဖြင့်အဖြစ်များရတယ်ဗောเนาะဒါဆရာမတို့ဒီဟောဗောဈေးတွေတောက်လိုက်လို့ရတယ်ဗောဖြားကြဈေးတို့ကြိုက်ခဲပြောက်ဈေးတောက်လို့ရတယ်ဒီဖြစ်တဲ့နေရာလေးဒီရေခဲတင်ပြီးလို့ရတယ်ဗောเนาะဈေးထိုးတဲ့နေရာလေးဟုတ်ကဲ့ဟုတ်ကဲ့ဟိုဈေးထိုးပြီးသွားရေဆိုလို့ရှင်လက်ထိုးအဲ့ဒီဈေးုံဈေးကန်းကကျမကြီးဝန်ထမ်းနေဆရာဆရာမတွေကနေပြီးတော့တခါလေအဲ့လို င်မတွဲပြီးတော့ဆေးလေးရောပြီးတော့ပြီးလိုက်တယ်เนาะဆရာမเนาะအဲ့ဒီကနေပြီးထိုးပြီးသွားရဲဆိုလို့ရှိရင်ဟုတ်ကဲ့ဆရာကဲဆိုတော့ပြပြစုံစုံလေးဒီတစ်ပတ်မှာတိလိုက်ရပြီပေါ့เนาะဟုတ်တယ်ဆိုတော့ဒါအခုဒါဒေါက်တာကနေပြီးတော့နီကုန်းချုပ်အနေနဲ့ရာသီတုတ်ကွေးရောဂါကင်းဝေးဖို့ဒါပရိသတ်တွေလူကြီးတွေရောကလေးလေးအတွက်ပေါ့เนาะအဲအစားအသောက်အနေထိုင်နဲ့ပတ်သက်ပြီးတော့အကြံပြုဖြည့်ဆွက်စကားလေးပြောချင်တာရှင်ပြောရင်းနဲ့ပရိသတ်တွေအားလုံးနှုတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ဟုတ်ဒီလိုမျိုးပေါ့เนาะအဲအေးမီရဲ့အဲ ဲပေါ့နော်အေးတဲ့ယာတိမှာဆိုယာတိတုတ်ခွေးတွေအဖြစ်များကြအခါကြောက်နော်ကျမတို့ဗားလေးတွေအဲဆောင်ရဆောင်လေးလှုပ်တင်လေပေါ့နော်အဲဒါလေးပြုတ်ပြချင်ပါလေအဲဒီကာလမှာကျတော့ဒီလိုမျိုးပေါ့နော်ရှေးမှာပြောသွားသလိုပဲအေးမီယောဂါတုတ်ခွေးယောဂါတွေကဒီအသက်ရှူလမ်းကြောင်းတွေကူးဆက်တာများတယ်အဲဒါကြောင့်တယောက်တစ်ယောက်ယောဂါမကူးအောင်ဆိုရင်တော့အကောင်းဆုံးကတော့နေခတ်ခွာခွာနေဖို့တော့လိုအပ်တယ်ပေါ့နော် social distancing လေးဦးနေလေပြန်ပြီးတော့ဆရာမတို့လိုက်နာဖို့လိုမယ်ပေါ့နော်အဲပြီးရခါကျတော့ဟိုကကိုကနေမကောင်းဘူးဆိုရင်တော့အပြင်ကို မတော်တာကောင်းနေပေါ့နော်အိမ်မှာပဲကောင်းကောင်းလေးအဟာရပြည့်ဖို့ကစီအောင်စားအရေးဝဝအိပ်ပြီးတော့အနာယူလိုက်တာကောင်းတယ်ပေါ့ဒါဆိုကိုကနေတဆင်တခြားသူလည်းယောဂမကူတော့ဘူးပေါ့နော်ကိုကလည်းပြန်ပြီးတော့မမြန်ပြန်ပြီးတော့တတ်တာလာမယ်ပေါ့နော်ပြီးရခါကျဒီနှာနာချီလိုက်တယ်ချောင်းဆုပ်လိုက်တဲ့ခါကျရင်ဆရာမတို့ဒီလိုက်နာအမယ်စီမြင်စီကန်လေးပေါ့နော်နှာခေါင်းနဲ့ပတ်သက်ကိုတိချတ िश ူးနဲ့အုပ်မယ်အဝတ်နဲ့အုပ်မယ်မရှိခဲ့ရင်တထောင်ကွေး နဲ့အုပ်ပြီးတော့တိချာလေးလုံအောင်ဖုံးပြီးမှနာချီချောင်းဆိုးရဲ့လေးထားလေးလုံမယ်။နောက်လက်တန့်ရှင်းရေးလေးတိချာခယူဆိုင်မယ်ပေါ့နော်။အဲဒီတွေးကြရတဲ့ဂိုင်ပြီးတော့ကိုကနှာခေါင်းနဲ့ပါးစပ်တွေကို ကိုင်းတာတွေမလုပ်ဘူးပေါ့နော်။ဒါလေးတွေတခြားကယူဆိုင်မယ်လက်စည်းတဲ့ခါလည်းအချိန်လေးပြီးပြီးအနည်းဆုံးစက္ကန့်20လောက်ကြာအောင်စက်ပြားနေရည်နဲ့စီးမယ်စက်ပြားနေရည်မရှိခဲ့ရင်နော်အဲကိုဟောလက်တန်စီးလေးသုံးမယ်ပေါ့နော်။ဒါလေးတွေယူဆိုင်ပြီးမယ်ပြီးတော့ကိုအသုံးဆောင်ပစ္စည်းလေးတွေလည်းတက်နိုင်တဲ့မြတ်ပိုးသက်တန်ရှင်းရေးလို့လားကွန်ပျူတာတို့ဖုန်းတို့ TV remote တို့ပေါ့နော်ကိုနေ့တိုင်းသုံးနေကြပစ္စည်းလေးတွေတက်နိုင်တဲ့မြတ်ပေါ့နော်တန်ရှင်းရေးလေးကိုလုပ်ပေးမယ်ပေါ့နော်ပြီးတော့လည်း တကူရေတန်ရှင်းရေးလဲတေချာလေးခူးဆိုင်ပြီးမယ်ပေါ့နော်ဟုတ်ပြီးတော့ကောင်းတာတော့ဒီကာကွယ်ဆေးထိုးဖို့နော်ရှီယာပြောသွားတယ်အသက်ငယ်တဲ့ကလေးတွေအသက်ကြီးရဲ့လူကြီးတွေနောက်ဘူခံအားနည်းနည်းနည်းတဲ့သူတွေပေါ့နော်ဒီလူတွေကဦးစားပေးပြီးတော့ကာကွယ်ဆေးထိုးပေးဖို့လိုအပ်တယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်အဲအဲကြောင့်မလို့အခုရာသီတုပ်ကွေးရောပေါ့နော်အေးယောဂနဲ့ရောပတ်သက်ပြီးတော့ဒါပြည့်စုံလေးသိသွားပြီးဆိုတော့ဒါခွင့်ရှိရှိခွန် health care center ခေါ်စင်တာကဆက်မဒေါက်တာမြတ်မုံကိုလည်းထပ်တို့ကျေးဇူးများရွယ်တင်ပါတယ်နော်ဟုတ်ကဲ့နော်ဟုတ်ကဲ့ကျေးဇူးတင်ပါရှင်အားလုံးပဲကျမတို့ခန့်နေပြ Listo, un